မင်းတို့ကဘာကြီးလဲ20ရာစုက27ရာစုကိုဝင်တော့ဝင်ဖို့ကြီးနှစ်ခုလက်ဆင့်ကမ်းလိုက်တယ်မင်းတို့27ရာစုမှာလူလုံးမဲ့လူတွေမင်းတို့ရှင်းရလိမ့်နော်27ရာစုလူလုံးမဲ့လူဆိုတာဟောဒီခန်းကြီးရလူတွေအားလုံးပါတယ်လက်ရှိလူအဖြစ်ရောက်နေတဲ့လူတွေအားလုံးပါတယ်နောက်တဲ့85နှစ်အတွင်းမှာ84နှစ်ပေါ့နော်အတွင်းမှာမွေးလာမဲ့လူတွေအားလုံးပါမယ်အဲ့ဒါ27ရာစုလူသားတွေဟုတ်ဘူးလားကျွန်တော်ပြောတာ ဲ့ဒီလူတွေအားလုံးကမွေးကလေးကပကုန်းပေါ်မှာဝင်းတုံးကြီးနှစ်ခုပါလာမယ်။ဒါကဘာနဲ့ရှိပြောလိုက်တာ။အဲ့ဒီဝင်းတုံးနှစ်ခုကဘာလဲဆိုရင်နံပါတ်1က poverty ဆင်းရဲမွေးကြခြင်း။မင်းတို့ခင်မာလေဆင်းရဲမဲ့လူတွေပေါ်လိုက်မဲ့ဖြစ်ခြင်း။နော်။ဘာကြောင့်လဲ။ဆဆမပြည့်စုံမှုတွေ။ญาติကူးလူတွေကဖောက်ပြန်။နော်။စစ်ပွဲတွေကဖြစ်လူတွေကအကျဉ်းစားရတဲ့ပြည့်။လူကြီးကတော့ ကမာကြီးကတကယ်တော့နေဖို့တော့တိတ်ကောင်းတဲ့အနေသားမရှိတော့ဘူးကမာကြီးရဲ့အနာဂတ်ကလည်းမရေရာသေးဘူးအဲ့ဒါကြောင့်ကြည့်ပါလားတက်နိုင်တဲ့တိုးတက်တဲ့တိတ်မှန်ပညာထွန်းကားတဲ့နိုင်ငံကြီးအလုံးကဘယ်သွားနေကြလဲကျိုးရီသွားနေကြတယ်အလကားသွားနေကြ မဟုတ်ပါဘူးကြိုးစီတလောက်သရင်ရှင်ရေးသွားနေအောင်ဘယ်တော့မှအရေးကြီးလို့တော့အရေးကြီးရဲ့သူတို့သွားတဲ့ဂျိုးကဘယ်ဂျိုးပဲဦးစားပေးသွားတယ်ရေရှိတဲ့ဂျိုးပဲဦးစားပေးသွားတယ်ဘယ်နဲ့သွားနေတဲ့ဂျိုးတွေအလုံးကြီးပါရေကြီးတဲ့ဂျိုးကြီးပဲစနေဂျိုးအင်္ဂါဂျိုးအလုံးကရေရှိတယ်ရေရှိတယ်ဘာလုပ်နိုင်လူနေလို့ရနိုင်တယ်အရေးရဲ့အကြောင်းရဲ့ဒီကဘာကစွန့်ခွာမဲ့အချိန်ရေးเสียမြေကိုဘာလုပ်တယ်ရှာတာတာ မယုံမရှိပါနဲ့အဲ့ဒါနော်သိပ္ပံပညာကတိုးတက်တဲ့နိုင်ငံကတော့အနာဂတ်ကိုကြိုးပြီးတော့ဘာဖြစ်လဲတွေးတယ်အနာဂတ်ကိုကြိုးပြီးတော့စဉ်းစားတယ်ဂါကြီးရဲ့ longevity အသက်ရှင်မှု sustainability စဉ်းစားမှပြပွင့်ပြဖို့ဆိုတာ nobody can promise ဘယ်သူမှကတိမပေးနိုင်ဘူးဘာဖြစ်လို့လဲကဘာကြီးကကိုတော်ဝင်ကို equal ပေါ့ equal ဟွာပေါ့ဗျာဘာခေါ်လဲ responsibility ပေါ့နော်ဒီ equal responsibility ကိုတောင်းဝင်မယူဘူးကိုရိုးစည်းပွားကိုပဲဥတည်တယ်ကိုစည်းပွားထိခိုက်ရင်ဘယ်သူမှမလုပ်ပြောရင်တော့ဘုရားဘာသာလို့ပြောရင်တော့ကျွန်တော်တို့ခွာကြီးကလောဘဒေါသမောဟကြီးပဲဖြစ်နေတယ်ဖုံးနေတယ်